တော့အားလုံးမင်္ဂလာပါဒီနေ့ဘုရားသခင်ရဲ့ရှင်ပြန်ခံတော်ရာနေ့မှာကျွန်တော်တို့ဘုရားရဲ့နှုတ်ကပတ်တော်ကိုဘုဒ္ဓဘောခံနေပြီးခါမှာဆွေးနွေးဖို့အတွက်ကျန်နေပြီးခါမှာနားထောင်ပြီးမှအသက်တာတည်ဆောက်ဖို့အတွက်ကိုအားလုံးကိုဒီဆုနာပါဖြင့်ဘုက္ကဆက်တာပါလေလို့ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဘုရားရဲ့နှုတ်ကပတ်တော်တော့ဝင်မှတ်ဖို့ကျွန်တော်လေ့ကျင့်ထားတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်ဤဘက်ကိုထွန်ပေးတော်ဘုရားဆိုတဲ့ကောင်းစဉ်အားဖြင့်ကျွန်တော်ဝင်လာအောင်ပါ ူပါတယ်ဆိုတော့စာလံကျန်18ခုမြောက်သောစာလံကျပိုင်ရဲ့20ခုမှလည်း30နဲ့ကိုဖြစ်ပါမယ်ဆိုတော့ခနာစီတောင်းစကန်ကျပါစို့တရှင်းနဲ့ပြားနမတော်ချီးမွမ်းတယ်သာသမီတော်ကောင်းဝင်စွာသင်္ကူတော်ပြည့်စုံပြီးမှကောင်းဝင်စွာနိုးထပြီးဂုရုရဲ့အရှင်ကျန်ထမြောက်ရာနေ့မှာပြန်လည်ပြီးမှဂုရုရဲ့အတော်တော်အောက်မှာကောင်းမှုစတဲ့ဒုဝင်နိုင်တော့ဘုရားပြည့်စုံရတဲ့အတွက်ကြောင့်လည်းနာမတော်ကိုချီးမွမ်းတယ် ဒီနေ့မနေ့မှလည်းကိုရဲကောင်းမြတ်တဲ့နှုတ်ကပတ်တော်ကိုတားဝင်တော့မှာဖြစ်တဲ့ဂျာနာတို့အတွက်တော်တော်ဟောတော်တော်တော်ကောင်းကောင်းကြီးလို့သာလို့ဆုတောင်းမှာပါဘုရင်ရဲ့အားဖြင့်ကိုရောပြားသာသမီတို့ရဲ့ပါရှိတော်တော်နားလေသဘောပေါက်နိုင်ရတော့မှာဘုရောပြားရောက်စီတဲ့ဘုမာသာပြီးတော့ဒီရှုနာမတစ်တောင်းစကန်နဲ့ကြာပါဖတ်တယ်နားလေကျွန်တော်ခုနကျွန်တော်ပြောပြီးသွားတယ်လို့ပေါ့ဒီကျွန်ုပ်ဤဘက်ကိုထုံပြီးတော့ပြတာ တော်ဆာလန်18အပိုင်ငယ်29နဲ့34ကိုကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့လို့ရသလဲဆိုရင်ကျွန်တော်ရဲ့မိခွက်ကိုဘသူကထုံးပေးတယ်ဆိုတဲ့အကြောင်းအရာကိုကိုကိုပြန်ပြီးခါမှာမိကိုမင်းရဲ့အကြောင်းအရာဖြင့်ဒီနေ့မှာပြည့်နှုတ်ဘက်တော်ကိုကျွန်တော်တို့ဆိုတော့နားထောင်ကြမှာဖြစ်ပါတယ်လို့အဲ့တော့ကြောင့်ဒီအရာလေးကိုတော့ပထမအချက်အနေနဲ့ကျွန်တော် live ဆိုချင်တယ် live ဆိုချင်ဖြစ်ပါတယ်အဲ့ဒါကနံပါတ်1เนาะကျွန်တော်ဆိုရမယ့်အရာကသခင်ယေရှုဒီကျွန်တော်နဲ့ပြီးရှိတော်မူပြီး ။တခင်ယေရှုဒီအကျွန်ုပ်၏ဘုရင်ယေရှုရဲ့ကျွန်တော်ရဲ့အကျွန်ုပ်ရဲ့အရှင်ဖြစ်တော်မူပြီးကျွန်တော်ရဲ့ရှင်ဖြစ်တော်မူပြီးထိုပြရှင်တိုင်းဘုန်းကြီးပါစေ။အဲဆိုနေ့စဉ်နေ့တိုင်းကျွန်တော်ကတက်ရှင်သွားတာလှုပ်ရှားတဲ့အခါသခင်ခရစ်တော်ကကျွန်တော်တို့ရဲ့ဘယင်ဖြစ်ဖို့တားရေးကြည့်ပါတယ်။နော်ကျွန်တော်နေ့စဉ်နေ့တိုင်းမှာဘယ်သူကကျွန်တော်ရဲ့ဘယင်ဖြစ်တယ်။ခရစ်တော်ကကျွန်တော်ရဲ့ဘယင်ဖြစ်တာကိုရှက် ဒီတော့သူများရှိလို့ရှိရင်ကျွန်တော်စိတ်မှန်တော့ယုံကြည်မှုဖြစ်သေးဘူးစိတ်မှန်တော့ယုံကြည်သူတွေရဲ့အတ္တတာမှာဘာပြုလို့ရတယ်လဲဆိုတော့စိတ်မှန်တော့ဘယင်သူတို့ဘဝတစ်ခုလုံးရဲ့ဘယင်ကဘာဖြစ်လဲဆိုရင်ခရစ်တော်ရဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တယ်အဲ့ဒါမဲ့ဒီကနေ့မှကျွန်တော် BHM เนาะကျွန်တော်တို့သာသနာမှာသခင်ယေရှုဟာကျွန်တော်သာသနာရဲ့ဘယင်ဖြစ်တယ်ကျွန်တော်မိသားစုရဲ့ ဘယင်ဖြစ်တယ်အယောက်စီတိုင်းရဲ့ဘယင်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်နေ့စဉ်နဲ့နေ့တိုင်းကြီးကျော်နိုင်တဲ့တရားရဲ့သာသမီဖြစ်ကြရအောင်ထပ်လောင်းပြီးခါမှကျွန်တော်ပုံအားပြချင်ပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်ရဲ့ကောင်းစဉ်အတိုင်းကျွန်တော်မိခွက်ကိုထုံပေးတော့ခရဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်မေးဖို့မေးချင်ပါတယ်တင့်ရဲ့မိခွက်ကိုဘယ်သူထုံပေးတယ်လဲတင့်ရဲ့မိခွက်ကိုဘယ်သူထုံပေးတယ်လဲဒါကတင့်အရေးကြီးပါတယ် ဖရာရဲ့သားသမီးမှန်ကန်သောသူကနေ့စဉ်နဲ့နေ့တိုင်းကျွန်တော်တို့ရဲ့ဤခွက်ဘသူထုံးပေးတယ်လဲ။သာဝရဘုရားကထုံးပေးတာလားကျွန်တော်ရဲ့ဤခွက်ဖြစ်။ဘုဘက်နဲ့စာတန်ကပဲထုံးပေးတာလား။သို့မဟုတ်ရင်သင်ကိုယ်တိုင်ကပဲထုံးပေးတော်မူဖြစ်တယ်လား။ကိုယ့်ရဲ့ဘဝကြီးစီဤခွက်ကိုထုံးဖို့အတွက်လောကမှာကျွန်တော်ကအသက်ရှင်သွားတာလှုပ်ရှားနေတဲ့ကာလမှာ ကျွန်တော်ရဲ့အနာကပြည့်စုပါအတိတ်အကုန်လုံးကိုချုပ်ကင်တဲ့သာဝဘုရားကပဲကျွန်တော်ရဲ့ဤခွက်ကိုထုံးပေးလာတာတို့မဟုတ်ဘဲနဲ့စာတန်ကပဲကျွန်တော်ရဲ့ဤခွက်ကိုထုံးပေးလာတာတို့မဟုတ်ဘဲနဲ့ဘုရားလည်းမဟုတ်ဘူးစာတန်လည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဘဝကိုကိုယ်ကိုယ်တိုင်ကပဲထိန်းချောင်းပြီးကမှာကိုယ့်ရဲ့စီးပြီးကိုကိုယ်ကိုယ်တိုင်ကပဲထွန်းတော်သူဖြစ်သလားဆိုတဲ့အကြောင်းညာကိုယ့်ကိုယ်ကိုပြန်ပြီးကမှာစင်ကျင်ဖို့ကျွန်တော်ရဲ့နဲ့ပွန်အားပေးချင်ပါတယ် ေကြောင့်ကြောင့်ကိုယ့်ရဲ့ယုံကြည်သူတင်းသူတင်းသားတွေကိုယ့်ရဲ့ဘဝကိုပြန်ပြီးခါမှဆင်ခြင်ကြည့်လိုက်ကိုယ့်ရဲ့အသက်တာထဲမှာလောကမှာတက်ရှင်တဲ့ခါမှာကိုယ့်ရဲ့စီမီးကိုပဲသူကထုံးပေးထားတာကိုယ့်ရဲ့အနာဂတ်အတွက်ကိုကိုယ်လမ်းကြောင်းမှန်မှန်ကန်ကန်နဲ့ဟောနိုင်ဖို့အတွက်ကိုကိုယ့်ရဲ့စီမီးထုံးမှတာလည်းကောင်းကောင်းမှုမှုနဲ့ကျွန်တော်တို့ကမြင်နိုင်တော့ဘူးဖြစ်တယ်အဲ့တော့ဘယ်သူကကျွန်တော်ရဲ့ရှုအနာဂတ်တွေကို ပစ္စုပန်သက်ရှင်ရတဲ့နေရာမှာဘယ်သူကစီမီထုံးပေးတယ်လဲ။ဒါကတော့မြေကြီးကတော့ကောင်းကောင်းသဘောပေါက်တဲ့အတွက်ကြောင့်၁၈ခုမြောက်သောစာလံကျမ်းအပိုင်းငယ်နော်20ခုမှနဲ့34မှာပေါ်ပြပေးထားတာဖြစ်တယ်။ဒါဝိမင်းကြီးကတော့သူ့ရဲ့စီမီခွက်ကိုဘယ်သူထုံးပေးတယ်လဲဆိုတာကိုကောင်းကောင်းသဘောပေါက်ဘုရားတို့ချစ်တဲ့ဘုရားရဲ့တာသမီးဒီကနေ့မှာဟိုတဲ့ရဲ့စီမီခွက်ကို တဲ့ခရတက်တာစီမီကတော့ဘယ်သူကထုံးပေးတယ်ဆိုတော့ဒါဝိမင်းကြီးကတော့ဘောပေါ်တော့သူများချက်ကိုတိတ်ပြီးခါမှအရေးကြီးပါတယ်အကြမဲ့ဆစ်ရှိခုပြောတော့ဆာလာအပိုင်ငယ်20ခုမှာနှိမ့်ချက်လက်ရှိတော့သူတို့ဘိုးတော်ဒီကေတီထောင်လာတော့ညက်နာရှိတော့သူကိုဘိုးတော်ဒီရှောက်ချတော့ဘူးဆိုပြီးခါမှဆာလာရှက်ကြီးကပေါ်ပြပေးထားတာဖြစ်တယ်လောကမှာသက်ရှင်တဲ့ခါမှာဘုရားကိုအားမကိုးဘဲနဲ့ ို့ကိုကိုလင့်ချခြင်းမရှိတဲ့ထောင်ရွာသောစိတ်ရှိသောသူကိုဖခင်ကမလုပ်တယ်လေဆိုရှုံချပြီးမှာကိုယ့်ရဲ့မိကိုကိုချုံမိကမှာကိုကိုကိုလင့်ချခြင်းရှိသောသူရဲ့အသက်တာမှာဘာဖြစ်တယ်လဲဆိုရင်ဖခင်ရှင်ကချီးကျောက်တော်မူဆိုပြီးကမှာဆာလာဆရာကြီးကပေါ်ပြပေးထားတယ်ဒါဝိမင်းကြီးကလက်သေးခံထားတာကိုကျွန်တော်တွေ့လို့ရတယ်အပိုင်ငယ်28မှာဒါဝိမင်းကြီးဆက်လက်ပြီးကမှာဘာပြောတယ်လဲဆိုရင်အိုးထာဝရဘုရား ကိုတော်ဒီကျွန်ုပ်ဤမိခွက်ကိုထုံးယူလေးကိုထုတ်ပြရှင်တိုင်းဘုံကြည့်ပါစေဒါဝိငင်းကြီးကဘယင်ဖြစ်ပေမဲ့လည်းပဲကျွန်ုပ်ရဲ့မိခွက်ကိုထုံးယူတယ်ဘယ်သူကထုံးတယ်လဲဆိုရင်ကိုတော်ဒီတဲ့သာဝတ်ဖျားဒီကျွန်ုပ်ရဲ့မိခွက်ကိုထုံးယူတယ်အဲမိခွက်ထုံးချင်အဖြစ်ပါတတ်တဲ့ခံတယ်ကျွန်ုပ်ဤဖျားသခင်ဒီအကျွန်ုပ်ဤမောင်မိုက်ကို လင်းစီတော်မူသည်ထိုပြည့်ရှင်တိုင်းဘုံကြည့်ပါစေဒါဝိမင်းကြီးကဘယင်ဖြစ်ပေမဲ့လည်းပဲဤတေလကိုနော်အုတ်ချုပ်တဲ့ဘယင်ကြီးဖြစ်တဲ့ဒါဝိကေတောမဆိုဤတေလတိုင်းနိုင်ငံကြီးကိုလူတိုင်းကဖိတ်ဖိတ်တော့အောင်ကြောက်နေတဲ့တိုင်းနိုင်ငံကြီးကိုအုတ်ချုပ်ပေမဲ့လည်းပဲဖယားရှင်နဲ့သူရှင်လိုက်တဲ့အခါမှာငါဘာမှမဟုတ်ဆိုတာတော့ဟုတ်တယ်ငါရဲ့အနာကငါရဲ့ပြစ်စုပါလို့ငါမပိုင်ဘူးဆိုတာကောင်းကောင်းသဘောပေါက်တဲ့အတွက်ဖယားကိုအားကိုးပြီးမှ အပိုင်ရဲ့၂၈မှာသူတို့ဝန်ခံထားတာကျွန်တော်တွေ့လို့ရတယ်။ဟိုးထောက်ရပါဗျာ။ကိုတော်ဒီကျွန်တော်ရဲ့မိခွက်ကိုထုံးပေးပြီးပါအကျွန်တော်ရဲ့ဖရာသခင်ဒီကျွန်တော်ရဲ့မောင်မိုက်တဲ့ဖရာတွေကိုလင်းစေတော်မူပြီးတဲ့ကျွန်တော်ပြစ်စုပံဘာလာမှာဘယ်လိုသွားရမလဲဘယ်လိုအသက်ရှင်ရမလဲအနာဂတ်အတွက်ဘယ်လိုအပြည့်စင်ရမလဲဆိုတဲ့အရာအားလုံးကိုအရင်တော့မှမတွေ့ခဲ့ပြီးမဲ့တဲ့ ဘုရားရှင်ကကျွန်တော်ရဲ့တက်တာပါအခုတော့ကျွန်တော်မိခွက်ကိုထုံးပေးတဲ့အတောင်ပြစ်စုပါမှာဘယ်လိုဣတိလလူတွေကိုပုံချုပ်ရမလဲငါလူတွေကဘုရားကိုဘယ်လိုဝတ်ပြရမလဲဆိုတော့ဘယ်ရင်ဖြစ်ပြီးမကောင်းဖြစ်တော့ငါကိုယ်တိုင်ကလည်းဘယင်ကြီးဖြစ်နေတဲ့ဘယ်လိုအုပ်ချုပ်ရမလဲဘုရားရဲ့အမှုတော်ကငါရဲ့အနာဂတ်တော့လည်းငါဘယ်လိုအုပ်ချုပ်ရမလဲဘယ်လိုအသက်ရှင်ရမလဲဆိုတော့ငါကောင်းတော့တော့ဟောက်ဒီမှာဆန္ဒဆရာကြီးကပြောပြပေးထားတာဖြစ်တယ် ။ဒါဝိမင်းကြီးကသူ့ဘဝရဲ့မိခွဲကိုသာဝရဘုရားကိုယ်တိုင်ဒါဝိမင်းကြီးကိုတက်တည်ခံတယ်ကျွန်တော်ကသတ်ပြီးတော့သင်နဲ့ကျွန်တော်တို့ကနေ့စဉ်ကျွန်တော်ရဲ့ဘဝမိခွဲကိုပြင်ဆင်ထုံးနေတယ်။သာဝရဘုရားကလည်းထုံးပေးတာ။စာဒန်ကလည်းထုံးပေးတာ။တော့ဘယ်လောကစည်းစိမ်ဥစ္စာတွေကလည်းနေ့စဉ်နဲ့နေ့တိုင်းကျွန်တော်ရဲ့ဘဝတွေကိုထုံးပေးတာ။ဘဝနဲ့တင့်ကိုတင်မဲ့အာကိုပြီးကမှတင့်ရဲ့စီမီဘက်ကိုတင့်ကိုတင်မဲ့ ထိုးညီတော်မူဖြစ်သလား။ဒါဝိမင်းကြီးကတော့ကျွန်ုပ်၏မောင်မိုက်ကိုလင်းစီပါလို့တည်တည်ခံထားပါဘူး။ဒီကနေ့မှာတဲ့ရဲ့မောင်မိုက်တဲ့အနာတက်ကိုမမြင်တဲ့ဘဝပြစ်စုပါမှာဘလို့လို့ရမလဲဆိုမသိတဲ့တဲ့ရဲ့ဘဝကိုမြင်နိုင်အောင်တူကတဲ့ရဲ့ဘဝမြင်ဖို့ကိုထိုးညီမိတယ်ဒါဝိမင်းကတော့ကျွန်တော်ရဲ့ဘဝကိုအာရပြန်ပေါ်တယ်ကွာ မိခွတ်ထုတ်ပေးတာတော့ဒီများဖြစ်ဖို့သိပြီးကမှမြင်ကြည့်တယ်ဆိုတော့ဒီနေ့ညကခံလောက်ဒီမှာကျွန်တော်ပေါ်အားပေးစပါတယ်။ဒါဝိမင်းကြီးကသူ့ကိုကန်ဆင်းတော့ဖရာနေစင်းတဲ့အမတ်သူ့ကိုအစင်းအမြဲတိမှတ်တော်မူလေဆိုတာအမှကျွန်တော်ပါတွေ့ရပါတယ်။သူ့ကိုကိုယ်တဲ့ဖရာကအစင်းရဲ့ကူနဲ့ပါရှိတယ်ဆိုတော့အစင်းအမြဲမှတ်ယူတော်မူတယ်ဒီကနေ့မှာကျွန်တော်ကိုယ်ွယ်တဲ့ဆရာကအသက်ရှင်နေဆိုအားလုံးကိုပြန်ချက်ပြရတဲ့တာသမီတွေ ်တို့ better harvest မိသားစုကြီးကဟောကျွန်တော်အသက်တာထဲမှာကျွန်တော်ဘုရားတကယ်အသက်ရှင်ပါလားဆိုတော့ကျွန်တော်နှလုံးသားနဲ့သိရှိနေတာမိယိုအလားအတိုင်းနဲ့ကျွန်တော်ကခရိယာအသက်ကပေါ်မှာပဲဆောက်ပေါင်းနေတာကျမ်းစာဖတ်တော့လေဒီတိုင်းလည်းပဲ function နဲ့တကယ်ကျွန်တော်ဖတ်တာဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေ online အပြင်ကြီးရှုနေတော့ဘုရားရဲ့သားသမီးတွေရဲ့အသက်တာမှာပေါ့ ကျွန်တော်ဘုရားကအသက်ရှင်နေဆိုတဲ့အရာကိုမိမိကိုယ်တိုင်ကနီးစမ်းသိရတော့သူဖြစ်သလားသိရင်နီးခွက်ကိုဘယ်သူကထုံးပေးတယ်လဲဖြစ်ပေါင်းလို့ရှိတယ်။သင်ပြစုပါမှာဘယ်လိုအသက်ရှင်ရမလဲအနာဂတ်မှာဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အကြောင်းအရာတွေမသိတဲ့အကြောင်းအရာတွေကိုသိရှိနိုင်ဖို့အတွက်ကိုသိရင်နီးခွက်ကိုပွက်ပွက်ကွန်းကွန်းမြင်နိုင်အောင်သင်လျှောက်ရမယ်လက်ကိုပွက်ပွက်ကွန်းကွန်းမြင်နိုင်အောင် ်ဖလုတ်မတိစူးမကြီးအောင်တင့်ဘဝကိုတွားနိုင်ဖို့တော့တင့်ရဲ့မိဘကိုပြုံးပေးရတယ်။ဒါဝိမင်းကြီးကတော့ငါ့ကိုခံစစ်တဲ့ငါ့တရားကငါ့ရဲ့ပြစ်စုပန်ငါ့ရဲ့အနာဂတ်တကိုငါ့မိဘကိုထုံးပေးတဲ့အကြောင်းငါအရာအလုံးကိုတဆွမ်းနိုင်အထူးအဖြစ်တရားပြီးသတိမှတ်ပြီးမှတက်ပြီးခါလာကြတယ်။အဲ့တော့မဆာလာတဲ့စက်တော့ကိုမိရချင်းအမျိုးချင်းလေးဖြစ်ပါ အဲ့တော့ကြောင်းကျွန်တော်ကိုခံစင်းတယ်ဘုရားမိစင်းတဲ့နေတိုင်းကျွန်တော်ကိုရင်းပြီးဘုရားအဲ့ဘုရားနဲ့ကျွန်တော်ကဆက်တွေ့နေချင်းသူ့ရဲ့အတန်တော်ကိုကြောက်တာဘယ်တလားရစ်ဝီဒါဆိုကျွန်တော်ဘုရားရဲ့အတန်တော်တကယ်ပဲကြားတာဘုဘနဲ့စာတန်ရဲ့အတန်ကိုပဲကြားတာဘုဘနဲ့ TV ရဲ့အတန်ကိုပဲကြားတာဘု Facebook နဲ့ electronic devices ရဲ့အတန်ကိုပဲကြားတာ යන්නේ අමාසේ චිචි බයිපා මේ සෙන මේදා ජවකත් සෙන පියාය සදාතං චාගෝ පියාය තාදකරි චෝ කියා සෙනා දුරෝ සිතා තේ දාජෝ දාවු මිචිය රතති තා දාවු මිචිය ngaye anaka ngaye disuba ngaye atai alo ko pai da to ma cha ba pya pe te ngaye lesi yu ba yo ngaye lesi chi ni alo ko le tei chaw do ba cha ba pya pe te ့သူညင်းတော့ခါမှာပြီးလာမပြီးဒါဝိကြီးကငါကုံကပြန်ပြီးခါမှာနေတယ်ဘယ်လိုနေတဲ့နေတယ်ကိုယ့်ရဲ့သူနေတယ်ဒါကြောင့်မဲ့ဆန္ဒနဲ့ဆက်တော့မှာသာဝရဖြတ်ဒီငါဤတိုးထိန်ဖြစ်တော်ငါရဲ့တိုးထိန်ဖြစ်တယ်တိုးဆိုတဲ့သဘောတဘာဝတိုးထိန်ဖြစ်ရှိဘာတတ်နိုင်တဲ့သတ္တဝါမဟုတ်ဘူးဒါကြောင့်သူ့ကိုသူတိုးနေရမှာသာပြီးကမှာသူ့ကိုထိန်းတော့တိုးထိန်းကသာပါတတ်တယ်ဆိုတာကိုပြန်ပြီးကမှာသိနိုင်တာ degree mapnya aku cipta yang kaya yang datang diri betul harus ministry masih ya kaya yang datang diri ku ye ku tinjau itu juga betul kau kau bukan di kamar crypto apa ni no ni apa cipta online ku cium ni lepas kaya yang datang diri kamu kau kau bukan di kamar crypto apa ni no ni ကိုကဘယ်လိုနေရာမှာနေတယ်လဲဆိုတော့ကိုကိုကိုပြန်နေတော့ပြန်ချက်ကိုတိတ်တိတ်မှမနေဘူး ကိုကိုကိုပြန်မြင်လို့ပဲငါရဲ့စီမီဘက်ကိုထောက်ရပြားကထုံးညီပေးတယ်ဆိုတော့ဒါဝင်တိကျတက်သိတယ်လို့ online ကိုကြည့်ရှုနေတဲ့ပြားရဲ့သာသမီတွေဘယ်ကနေသာသမီကျွန်တော်ရဲ့အသက်တာကဘယ်သူကကျွန်တော်ရဲ့အသက်တာမိဘကိုထောက်ရတယ်ဆိုတာသိပြီးခါမှအမိကြီးပါဒါမှသာလေကျွန်တော်ခန္ဓာစိတ်ဝိညာဉ်ဟာဖရားရဲ့အလိုတော်အတိုင်းကျွန်တော်ဆောင်းလန်းတော့သူများဖြစ်ပြီးခါမှကျွန်တော်ငြိမ်းချမ်းခြင်းကိုရရှိမှာဖြစ်တယ် တာပေါ်ပြည့်တာတို့ပြန်စီမှလို့ရှိတာဖြစ်တယ်။သူပြည့်စင်တိုင်းဘုံကြည့်ပါစေ။ဒါကြောင့်ပဲဒါဝိမင်းကြီးကအပိုက်ရဲ့30ပါ။ဖယားသခင်စီရင်တော်မူသောအမှုစုံလေ။ငါဘယင်ဖြစ်နေမဲ့လဲငါအမှုစီရင်တဲ့အရာအလုံးကတဏှာမှာတော့သူရင်းချက်ရှိတယ်။ဒါပေမဲ့ငါကိုယ်ပေါ်တဲ့ဖယားကတော့အမှုစီရင်လာတဲ့အခါမှာစုံလင်ချင်းရှိတယ်။ကွန်ပစ်နေတယ် တရားမှာတရားဆုံးချင်းရှိတယ်။ခါဝခဲ့ရင်သစ္စာတော်ကြီးအစစ်ခံယူတည်တော်မူ။သူရဲ့သစ္စာတော်ဟာဘယ်တော့မှအောက်ပြန်ချင်းမရှိဘူး။တရားမှာတရားပါဖြစ်တယ်။တည်တတ်တယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်။အဲ့ဒါကြောင့်လေဒီလိုအမှုစစ်တဲ့ခါမှာလဲဆုံရင်တော့တရားသစ္စာမှာလဲစုံလင်တဲ့ဘုရားဖြစ်တဲ့တဲ့ကြောင့်ခိုလုံတော့သူအပေါင်းကြီးအကွယ်အသာဖြစ်တော်မူပြီ ။ခါဝါကားရဲ့ရှေ့မှာပိုလုံတော့သူတွေတရားမှာတရားကိုနေချင်ချင်လောကမှာဘလောက်ပဲပြဿနာတွေရှုပ်ထွေးနေပါစေ။ထာဝရဘုရားရဲ့ရင်ခွင်တော်မှာပုံလုံတော်သူမှများဟာတရားမှာတရားမြင့်ချင်ရှိနေတဲ့ကြောင့်ကျွန်တော်ပြောပြပါမယ်။ဒါတော့ဒီကမှာတုံ့ပြန်နေရတဲ့အရာအားလုံးတွေထာဝရပြတ်ပါမှုရှိရတယ်။အကြောင်းဒါကလည်းဘီသားစုကျွန်တော်တို့ပြဿနာကအရာဖြစ်ကြီးမိသလား။ ောင်းလိုက်ပါချီးရှုနေတဲ့ဘုရားရဲ့သားသမီးတွေတိတ်ရဲ့ပြဿနာကဘုရားချက်ကိုကြီးမားနေပြီလားပြဿနာဆိုတာလောကမှာကျွန်တော်အသက်ရှင်တဲ့အခါမှာကိုယ်အထွာနဲ့ကိုယ်တိုင်းမှာပြဿနာရှိတယ်ဘယ်ရစိတ်လဲဘယ်ရစိတ်နဲ့အထွာနဲ့ကိုယ်မှာပြဿနာရှိတာအဲ့တော့လောကမှာလူသားရဲ့လို့ဖြစ်တဲ့ကိုယ်ပြဿနာကိုယ်အထွာနဲ့ကိုယ်ရှိတယ်အဲ့ပြဿနာကဘုရားချက်ကိုကြီးနေတာဒါဝိမင်းကြီးကတော့ကောင်း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 နဲ့ကြောက်ငါကိုယ်လုံးတော့ငါဘုရား ို့ကိုကိုလုံးတော်သူအပေါင်းတွေအပွဲအပါဖြစ်တော်တက်တည်ခံတဲ့ရဲ့အကာအကွယ်တဲ့ရဲ့အပွဲအပါဖြစ်နေကြတာပုံပုံပြန်ပြီးတော့ဆင်ခြင်ဖို့ပုံမှန်ဖြစ်ချင်ပါအဲ့ဒါဒါဝိမိကြီးကဂျင်နာပြေလာမဂျင်နာဘူး30နဲ့တင်ပါမေခုတ်ပြန်ပြီးပါတော်လာပြတ်မှတပါအဘေဖျားရှိတယ်ငါတို့ဖျားတကိမှတပါအဘေမူတော့ကြောက်စီတယ် ဘေးခုံမိသားပါအဲကြောင့်သာဝရဘုရားမှတ်တပါအပြေဘုရားတင်ရှိတယ်တဲ့ရဲ့ပြဿနာတွေတင်ကြုံတွေ့နေရတဲ့အရာအားလုံးကိုဖြေရှင်းပေးနိုင်တဲ့သာဝရဘုရားမှာအပ်လို့ရှိတယ်လေဒါဝင်ချက်တဲ့လူကိုစိတ်ပေါ်လာတယ်ဘုရားကိုချစ်တဲ့ဘုရားရဲ့တာသမီတွေဘယ်ထင်မိသားစုကကျွန်တော်ရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တော့အဲ့တခြားဘုရားရှိသလား ကျွန်တော်အသက်ရှင်တဲ့ဘုရားကပဲကျွန်တော်ရဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းပေးတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်သိရှိဖို့ညတ်ဖို့တိအမှအရေးကြီးတယ်ကျွန်တော်ဘုံတိုင်းကြီးလာတဲ့အခါမှာပြဿနာတွေကြုံတဲ့အခါတိုင်းမှာကျွန်တော်တို့က second တုံ့လုံတော့ပြန်ရမှာဖြစ်ဖို့ဘယ်လိုမျိုးကြောက်ပေါ်မှာရက်တည်မှုမှာနေစင်နေလိုက်တော့လာလို့ချောင်းနေတယ်ဆိုတာကိုမိမိအသက်တာမှာပြန်လည်ဒီမှာဆင်ခြင်ဖို့ကျွန်တော်ရဲ့ပုံအပ်ချင်တာဖြစ်ပါတယ် ဒါဝိမင်းကြီးကဒီကနေ့မှာအသက်ရှင်အရောက်စီတိုင်းကိုမေးလို့ရှိတယ်လို့ဘယ်လိုဖြစ်လဲ။ဒါဝိမင်းကြီးကတော့ပြောပါတယ်။ငါရဲ့မိဖက်ကိုထုတ်ပြီးတော့ငါထားပါတယ်တဲ့။အဲ့ဒါကတက်တဲ့အတိုင်းဘုရားကိုချစ်တဲ့ဘုရားရဲ့သားတွေတင်းရဲ့အသက်တာမှာပေါ့ဘုရားရှင်ကတင်းရဲ့အသက်တာမှာတကယ်ပဲတင်းရဲ့မိဖက်ကိုထုတ်ပြီးကမှတင်းရဲ့အနာဂတ်တင်းရဲ့ပြစ်စုံဘက်ကိုတကယ်ပဲလုံလုံလည်လည်ချင်းချုပ်ပေါက်ခဲ့တဲ့တင်းရဲ့ဘယင်ဖြစ်နေပြီလားဆိုတာတစ်ခွင့် ကောင်းမြတ်တဲ့လူမင်းကလို့ရှိရင်အယောက်စတဲ့ကလူကြီးပဲယုံကြည်သူတွေကြာကပ်တည်ခံပါနေစွာဒီကနေ့ဘာသာပြုလို့မြန်မာပြည်မှာဖခင်ရဲ့ဘုန်းတော်မထေရှားနိုင်ကြတယ်အယောက်စီတိုင်းရဲ့အသက်ကမှာခရစ်တော်ကဘုရင်မဖြစ်သေးဘူးခရစ်တော်ကယောက်စီတိုင်းဖခင်ကိုချစ်တဲ့ဖခင်ရဲ့သာသမီအယောက်စီတိုင်းရဲ့ဘုရင်ဖြစ်လာလို့ရှိရင်ဖခင်ရဲ့အလိုတော်ရှိတဲ့တိုင်းနိုင်ငံချင်းဘုရား ကျွန်တော်ဒီချက်ပကဖရားရဲ့အလိုတော်ကိုသိရှိနားလည်တယ်ဖရားရဲ့ရာဇဝင်ဖြစ်တဲ့စကားကိုဆက်တော့ပြီးမှကျွန်တော်ပုံအောင်ပြင်ချင်ပါအပိုက်ငယ်30မိနစ်မှာဒါဝိမေကြီးကမေခုံးမေးကြီးတာနဲ့ပြောတော့ငါဟာအားနေတော့ငါဟာသိုးတတော်ကဲ့သို့တော်သူဖြစ်တယ်အဲ့ဒါကြောင့်ပဲထိုဖရားသခင်ကြီးငါ့ကိုခွန်အားခါပန်းနဲ့စီးလို့ငါတော့ရလမ်းကိုပြောင်းစီတော့ထိုဖရားရှိတာရဲ့ပုံကြီးပါစေ ဒါဝိမင်းကြီးကတော့ပြောပါတယ်မတ်တခင်မတ်ကိုခူအားတဲ့မစတော့ငါ့ရဲ့ဘုရားပါတဲ့မတ်ကိုခူအားတဲ့ခါပန်းကိုစီးငါတော့ရလက်ကိုခံချင်တယ်ဘာဖြစ်လို့ခါပန်းကိုစီးတယ်လူတယောက်ပါကျွန်တော်နော်အတွေ့အကြုံရပြောမှာစိဂျင်းဆော့တဲ့လူတော်တော်များများအလေးမတဲ့လူတော်တော်များများကအလေးမလောက်နိုင်တယ်လဲဆိုတာကဝိအပေါ်ကိုမှားတာဖြစ်တယ် ဒီလောကမှာ delete လို့ခေါ်တဲ့သူတို့ဒီခါပိုက်တဲ့မရရခါဘလောက်တန်တယ်ဆိုတဲ့အပြီးပေါ်မှာပဲမြင်တယ်။ဒီ delete ကိုကောင်းကောင်းမနိုင်တဲ့လူကအဲ့တဲ့ဒီ block တော့ပဲမနိုင်တဲ့အတိုင်းအတာကိုတော့ပြတ်ပြီးခါမှာမနိုင်တယ်ဆိုတော့ကျွန်တော်ပြောပြရအောင်။အဲ့တော့ကျွန်တော်ကျွန်တော်ရဲ့အသက်တာမှာရောကျွန်တော်ရဲ့အာတာချက်ပေါ်မှာဖျားကဘလောက်အထိအလုံးလုံးတယ်လဲဆိုတဲ့ပုံမှာကျွန်တော်ပြန်ပြီးခါမှာခွန်အားယူတော့ဘူးညတူကျွန်တော်ရတဲ့ခွန်အားပေးချက် တင်နဲ့ကျွန်တော်တို့ကကိုအားပေးတော့သူကဘယ်သူဖြစ်တယ်လဲဆိုတာကိုလည်းဟောပြပြခါမှာဒီပေါ်ရေးချပါကျွန်တော်ကြားမှာရေးကောင်းနေတဲ့အချိန်မှာကျွန်တော်တို့ကောင်းကောင်းမွန်မွန်နဲ့နေနိုင်တဲ့အချိန်မှာကျွန်တော်ကိုယ့်ကိုယ်ကိုအတတ်နိုင်ဆုံးလို့ထင်ပြနေတယ်ပဲကျွန်တော်ကြားမှာရေးမကောင်းလာတဲ့ခါမှာကျတော့ဖျားကိုကျွန်တော်တို့ကတောင်းတာတော့ဒါပေမဲ့ဒါဝင်ချင်းကတော့အဲ့ဒါအားလုံးကိုသိတဲ့အတွက်ကြောင့်နောက်ကိုယ်ကိုယ်အားနဲ့ပြည့်စုံစေတော့ဒီနေ့စနေနေ့တိုင်းအားထားရပြတ်ဖြစ်တယ် para terminar su vida. Si creen a otro, no ponerse en el cuerpo a ti, se toca también. No así se usa la vida. Se nos mira en todos a un recibo a vida. Y ahí ahorita se nos ponerse en el cuerpo a ti. Kana se muy en toma se. Da un bien chicaro. Na buhue do fiat. Na ye kua. Na ye asasa ya ya chitro muy bien. ငါပေါ်တဲ့လက်ကိုလည်းတောင်းမစီတော့ဘူးတက်သိခံတယ်သင်နဲ့ကျွန်တော်ကတော့ဘယ်လိုတက်သိခံတယ်ကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကျမ်းစာချင်းရရှိနိုင်ဖို့အတွက်ကျွန်တော်တို့ဒီကတော့ဘယ်လိုအနေနဲ့တွားလာဆုံးရှားတော့ဘူးဖြစ်မှာလဲဒါလည်းပြီလားမပြီလို့ပိုက်ရဲ့သုံးစတဲ့သုံးပါးငါချီကိုတမင်ချီကဲ့သို့ပြင်းပြန်စီပြီးငါ့ဦးမြင့်ရအရောက်ပေါ်မှာငါ့ကိုထင်ထားတော့ထိုပြည့်စင်တိုင်းဘုံကြည့်ပါစီ ။ဒါဝိမင်းကြီးကလာတော့ဘူသားနေနဲ့ဗာတတ်နိုင်ပါလေ။သူ့ကိုသူကောင်းကောင်းကြည့်တယ်။ဒါဝိမင်းကြီးကဘေးဖြစ်ပြမယ်။ငါဟာဘူသားလဲဆိုတော့ကောင်းကောင်းကြည့်တယ်။အဲ့မကြောင့်ပဲဗာဖြစ်နေဆိုငါ့ကိုအားနဲ့မတတ်နိုင်တဲ့အတွက်ကြောင့်ငါ့ရဲ့ခြေတော်ကိုဖျားရှင်ကတမင်ခြေကက်ကိုပြင်းပြန်စီနေတယ်။အဲ့တော့ဘောင်ကိလို့ဒီမှာဆာလန်ဆက်ကတမင်ရဲ့ခြေတော်ကိုတုံးထားပါလေ။ဘာဖြစ်လို့တမင်ကိုတုံးထားတယ်ဆိုကျွန်တော်ရှာကြည့်လိုက်တဲ့အခါမှာ တမင်ရဲ့ဂျင်းလုံးကပဲတက်လာကိုကီလိုမီတာနဲ့တွက်ရင်60နဲ့80ကီလိုမီတာပြေးနိုင်တယ်။မိုင်နဲ့တွက်လိုက်လို့ရှိရင်တက်လာမှာမိုင်ပေါင်း38မိုင်ကနေ40နဲ့5မိုင်ချီပြေးနိုင်တယ်တက်လာ။အဲ့လိုအထင်ကြီးတဲ့တမင်အကဲ့သို့ရှင်မြတ်စွာပြေးနိုင်တော့ခွန်အားကိုဘယ်သူကပေးလဲ။သာဝရပြတ်ကပေးတယ်ဆိုတာကိုဒါတို့ယဉ်ကျေးမှတ်တည်နေတာ။ တရားပေါ်ရှိတဲ့ဘုရားရဲ့သာသမီအွန်လိုင်းကနေကြည့်ရှုနေတဲ့ဘုရားရဲ့သာသမီဘက်ထယ်မိသားစုဒီကနေ့မှာကျွန်တော်တို့ခွန်အားနဲ့ပေးစီတော်သူဟာတင့်ရဲ့ခွန်အားနဲ့ပေးနေတာလားအရာရဲ့ခွန်အားနဲ့ပေးနေသလားဆိုတာကိုကိုယ့်ကိုယ်ကိုပြန်ပြီးခမာဆန်းစစ်စစ်ဖြစ်ပါတယ်ဒါကြောင့်လည်းဒါဝိမင်းကြီးကအဲ့လိုပေးစီတဲ့အတွက်ကြောင့်ငါဤမြင့်ရာအရက်ပေါ်မှာငါ့ကိုသူထားတယ် ငါတော့ဘယင်ဖြစ်တယ်ငါတော့တူချောင်းသားလေးငါတော့ဘာမှမဟုတ်ပါဘူးလို့ငါချင်းနဲ့ငါတော့ဘာမှမဟုတ်ဘူးလို့ထင်နေတယ်ငါချင်းကတည်းကငါကိုညစ်တဲ့နေရာမှာဖះရှင်ကငါ့ကိုပူဆောင်ပေးတယ်ဆိုပြီးမှဒီမှာတက်တင်ခံထားတယ်ငါ့ဤညစ်ရာအရက်ပေါ်မှာငါကိုတင်ထားတော့တဲ့မျိုးနဲ့ပြောရင်ငါကတော့ဒီနေရာတော်လေးနဲ့ငါမှန်းထားငါတော့ဒီနေရာတော့မှန်းထားပြီတဲ့ဖះကတော့ငါ့ကိုခါတော့အချင်းပူဆောင်ပေးတယ်ပြတ်ထုတ်တယ်ဆိုတော့ပြန်ပြီးခမတော်ဦးညစ်တဲ့မှာတက်တင်ခံထားတာ ဒီပါတော့မင်းလို့ပြောလိုက်တာနဲ့သူ့ချောင်းသားဘဝပါတယ်ဘယ်အရရာကိုဘယ်သူကပို့ဆောင်ပေးတယ်ဘုရားရှင်ကပို့ဆောင်ပေးတယ်ဒါကိုတော့မြစ်ကြီးကကောင်းကောင်းသိတဲ့အတွက်ကြောင့်ငါ့ဤနေရအရပေါ်မှာငါ့ကိုညာတော့သူ့ဘုရားရှင်တိုင်းရဲ့ဘုန်းကြီးပါစေတည့်ရဲ့ဇီမန်းချက်က0ဖြစ်နေပေမဲ့လည်းဘုရားရှင်ကတရားအတိတ်ကိုဆွဲခေါ်နိုင်တော့ဘုရားရှင်ရဲ့သူ့ဘုရားရှင်တိုင်းရဲ့ဘုန်းကြီးပါစေဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးအရာကိုပေါ်မှာကျွန်တော် ူညီတဲ့အခါမှာဒါဝိမင်းကြီးကဲ့သို့နေစင်တဲ့နေရာရှောက်လန်းတော်သူများဖြစ်ကြအောင်ဒါကြောင့်သူတို့ရှောက်လန်းတဲ့အခါမှာသိရဲ့မိဘကိုဘယ်သူထိုးလိမ့်မယ်လဲဒါဝိကြီးရဲ့ကံဒါဝိကြီးကျတော့မဲ့ရဲ့မိဘကိုသာဝရဖျားကထူးညီပေးတဲ့စကားတရားမှာတရားတော်မှာပြီးတော့ဖြစ်တယ်ကြာပါသာဒလာတော့ရှိရင်တော့ဒီဖယားတော့ဘယ်တော့အဖြစ်သူတိုက်နိုင်တယ်ဆိုတော့ဘောင်းပေါင်းကြည့်ရဖြစ်တယ် အကြောင်းလည်းနောက်ဆုံးမှာပိုက်ငယ်46မှာသာဝရပြတ်ဒီအရှင်းအသက်ရှင်တော်မူပြီးဖြစ်၏။ငါဖယားဟာအသက်ရှင်တော်မူပြီးဖြစ်၍ငါဤကြောက်၌မင်္ဂလာရှိပါစေတည်း။ငါကိုကယ်တော်မူသောဖယားသခင်၌ချီးမြှောက်ခြင်းရှိပါစေတည်းဆိုပြီးမှအပိုက်ငယ်46မှာပေါ်ပြပေးထားတာကိုကျွန်တော်တွေ့ကြရပါတယ်။သာဝရပြတ်ဟာအသက်ရှင်တော်မူပြီးဖြစ်၍ငါဖယားဟာအသက်ရှင်နေတယ်။ငါဤကြောက်၌မင်္ဂလာရှိပါစေတည်း။ ငါ့ရဲ့ကြောက်ပေါ်မှာမင်္ဂလာရှိပါစေတည်း။ငါကိုကယ်တင်တော်မူသောဖရာသခင်၌ချီးမြှောက်ခြင်းရှိပါစေတည်း။ကြည်ဒီမှာပေါ်ပြပေးထားတယ်။အဲကြောင့်ငါကိုကယ်တင်တော်မူသောဖရာသခင်၌ချီးမြှောက်ခြင်းရှိပါစေတည်းဒီလိုပေါ်ပြပေးထားတာကိုကျွန်တော်ပါတင်ပြပါမယ်။အဲကြောင့်ဒီကနေ့မှာမထရီမိသားစုဒီမှာပေါ့ကျွန်တော်တို့ရဲ့ဖရာကကျွန်တော်တို့ကိုတရားမှတရားတကယ်တကယ်ခြင်းနေတာ။ ဖာရိစေကတူပဲကျွန်တော်ကတနည်းတနည်းမှာပဲကျွန်တော်ကပျော်မှုနဲ့စူတောင်းနေနေမှာလည်းအမြဲတမ်းပါဘူးလေအပြင်ပန်းကလာတဲ့တော့ခရိယာနဲ့တူပေမဲ့အတွဲတရာကတင်းတိုင်းကုန်းနဲ့တောတူကဖြစ်မိနေပြီလားတပုပ်ပုပ်တဲ့ဖြစ်ကောင်းစေချက်ပေါ့တဲ့ဖြစ်ပါစေအလိုမျိုးကိုစင်ချင်နိုင်ဖို့အတွက်ကဘာလို့ပုံလဲဒါဝိမင်းကဲ့သို့ကိုယ့်ရဲ့လက်တော်ရဲ့နောင်ချောင်း gogo gogo ni kama cheki ndo na kuka bale moye ni kwa ku betuga tumbe de sara ka ti kama ni chiwa acha o betal mi da so ni dikre ma chano ye atatta ko betuga bi tumbe de te ye pisu pa te ye anaka chatana nagana ko betuga pokko ku ku ne jin se bi bela le to ye di ya ni ko chi shin nai de le sara ko tin ko dai thun ni pe de ni ka tin ko dai chit ni da tin ko tin mi thun ni pe be do kama ye chatana pe ာတာအဖြစ်လုပ်နေသင်ဟာသူတို့ဘက်ကကောင်းချင်းနေတာဖြစ်လာမှာမဟုတ်ဘူး။ဒါနဲ့တုံ့ကိုခံစင်းတဲ့ဘုရား၊တုံ့ကိုယူပါရုံပြီးတဲ့ဘုရား၊တုံ့ကိုကယူဆိုင်တဲ့ဘုရား၊မိမာရီကတော့စွန့်တီး။ဒါနဲ့ဘုရားကမစွန့်ပြီးတဲ့ဘုရားကတင့်ဘဝကိုတောင်းနေတဲ့အတွက်ကြောင့်တင့်ရဲ့မိခွတ်ကိုဖျားကိုတိုင်းသာဝရဖျားကိုတိုင်းတင့်ကိုခံစင်းတဲ့သာဝရဖျားကိုတိုင်းကမိခွတ်ထိုးပြီးတော့သူဖြစ်သလားဆိုတော့ကိုယ့်ကိုယ်ကိုပြန်လည်ပြီးကမ္ဘာစင်ကြွက်တဲ့ဘုံအားပေးခြင်းပါပဲ။ အဲ့ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားတော်မျိုးကျွန်တော်တို့ရဲ့မိခွက်ကိုထုံးမေးတော့ဘုရားဘယ်သူလဲတင်ကိုတိုင်းလားစတာလားတို့ဘယ်နဲ့အသက်ရှင်တဲ့ဘုရားတင်ကိုမှန်ဆင်းတဲ့ဘုရားကျွန်တော်ကိုမှန်ဆင်းတဲ့ဘုရားကိုလည်းကကျွန်တော်မိခွက်ကိုအစင်အနဲ့မင်းစင်းတဲ့နေတိုင်းမတည်အောင်ဘုန်းကြီးပေးတော့ဘုရားကိုကျွန်တော်ကအစင်အနဲ့ဘိုးွယ်ကြုံကြည့်တော့ ဖြစ်ပြီးသားအစပုဂ္ဂိုလ်ယုံကြည်တော်ဘုရားဆုသိက္ခာမဏိကျပါအဲ့ဒါကြောင့်နောက်ဆုံးအနေနဲ့ကျွန်တော်ခွန်အားပေးခြင်းနဲ့ကြာတာတဲ့ရဲ့ဒီခွက်ကိုထောက်ရပြပါသို့ဒီပေးတဲ့ဘုရားရဲ့တာဝန်ကိုဖြစ်ကြရအောင်ကျွန်တော်ကိုကြည့်လိုက်ပါအပြင်ပန်းတရာနဲ့အရင်နဲ့လှပြီးနေလေပဲကြည့်ပါမိခွက်မထွန်းထားတဲ့အထက်မှာပုတ်တက်ပါဒါနဲ့ဘုရားရဲ့မိခွက်မှာထွန်းထားတော့သူရဲ့အထက်ကပါ အပြင်ပန်းတရာလက်စားစိတ်အတွင်းတရာစိတ်ဝိညာဉ်လက်စားနောက်ဆုံးမှာသူ့အတ္တတာဖျားရဲ့ကောင်းချီးပိန်လာကိုတည်ပူတော့သူတစ်ပါးကိုကောင်းချီးပေးနိုင်တော့ဖျားရဲ့အတ္တရှိတော့သူဖြစ်ပါတယ်အဲ့ဒါကြောင့်ဒါဝိဝင်းကြည့်ခဲ့တော့ကျွန်တော်ရဲ့မိခွက်ကိုထုံးပြီးတော့သူဟာကျွန်တော်ကိုဖန်ဆင်းတော့ဖျားရှင်ဖြစ်တယ်ဆိုတာကိုဒီသားဆိုရင်အွန်လိုင်းအနေနဲ့နားထောင်နေတဲ့ဖျားရဲ့တာတမှုဒါဝိမင်းကဲ့သို့ ။ငါ့ရဲ့မိခပ်ကိုထွန်းညီးပေးတော့ဗျာ။ထာဝရဗျာငါ့ကိုဖန်ဆင်းတော့ဗျာဖြစ်တဲ့ဆိုတော့ဘဝခရင်တဲ့ဖရာရဲ့ကောင်းတဲ့ခြင်းကိုဆင်းရဲဒီတော့ချီးမွမ်းတော့ဖရာရဲ့ကောင်းတဲ့ဖြစ်ကြရအောင်လို့ဒီနေ့မှာကျွန်တော်ပြောပါမယ်။အဲကြာတော့ရောက်စီတိုင်းပေါ်မှာပြန်ရှင်းတော့